တနည်းအားဖြင့်ဦးဇင်းတို့ပြောရင်တော့မင်းအောင်လိုင်းကပူတင်ကိုဂျင်းသွားထဲ့တယ်လို့ပဲဦးဇင်းတို့ဒီလိုပဲတွက်ရမှာပါပြောရမှာပါအဲ့တော့ဒီ soft power နဲ့ hard power ဆိုတဲ့ပုံစံမျိုးမင်းနဲ့ဒီဘာသာရေးဆရာတွေဟာတမိုင်းတစ်လျှောက်လုံးဒီလိုပဲ balance ဟန်ချက်ညီပြီးထိန်းလာကြတာပဲဘရင်ကိုအရင်ဆုံးဖားတဲ့လုပ်ငန်းစဉ်လို့ဦးဇင်းထင်တယ်ပြီးတော့တိုင်းသူပြည်သားကိုလည်းတစ်ချက်ကုန်နှစ်ချက်ပြတ်ပေါ့အဲ့တော့ဒါပြန်ကြည့်ရင်ကိုဗမာပြည်မှာသူ့ရဲ့နောက်လိုက်တွေရှိတဲ့ဟာကို ူကမော်တီပေးခြင်းလို့လုပ်တယ်လို့ပဲဦးဇင်းကဒီလိုယူဆတာဟုတ်ကဲ့네덜란드ဆရာတော်အရှင်စန္ဒဝရဖေကျမ်းမာတော်မူပါစဖေအာကျမ်းမာပါလေကိုတက်ထွန်းနိုင်ရင်ကျမဖေအခုဗမာပြည်မှာကျွန်တော်တို့စစ်ကောင်စီဥက္ကဋ္ဌကရုရှားခီးစင်သွားတော့ရုရှားသမ္မတပူတင်ကို तू ကစာအုပ်လေးတုပ်လက်ဆောင်ပေးပြီး तू ရှင်းပြတယ်အဲ့ဒီမှာရုရှားသမ္မတပူတင်ဟာဟို ီဖျားရှင်လက်ထက်ကပေါ့နော်ဗျာဒိတ်ပေးခဲ့တဲ့ဟိုကျွတ်မင်းတပါပေါ့နော်ကျွတ်မင်းကဖျားကိုပူဇော်တယ်ပေါ့နော်တေဥတ္တဖူလေးနဲ့အဲ့ဒီမှာဖျားပြုံးတော်မူတယ်ပေါ့အပြုံးတော်ဘူးလို့ညီတာညီတော်အာနန္ဒာကဘာကြောင့်ပြုံးလဲအကြောင်းရှိပြီပေါ့အဲ့တော့ဟိုရှောက်တဲ့ခါမှာဖျားဗျာဒိတ်ပေးခဲ့တယ်ပေါ့နော်သာသနာတက္ကရေ2000ကြော်တဲ့ခါမှာဒီဒီတိုင်းမှာအခုလိုဟိုလက်နက်တွေရဟိုပိုင်ဆိုင်တဲ့စက်ကြမင်းပေါ့နော်ဖြစ်လိမ့်မယ်ပေါ့အဲအဲ့အဲ့ဖြစ်တဲ့အာကဗမာပြည်မှာရှိတဲ့မင်းနေနဲ့ ကမဟာမိတ်ဖြစ်မဲ့ဆိုပြီးတော့အဲ့တည်းကဗျာဒိတ်ပေးခဲ့တယ်ဆိုပြီး तू ကအဲ့စာအုပ်နဲ့အကိုးကားနဲ့ तू ပေးတယ်ဆိုတော့အကြောင်းအရာသိရပါတယ်တော်တော်လေးဟိုးလေးတချို့ဖြစ်ပါတယ်ဗျာအဲ့တော့အရှင်ဘုရားအကူကြီးတောင်းလို့တာကအဲ့ဒီဒီကြွမင်းပေါ့နော် तू ကတောမကြွမင်းပေါ့ဆိုတော့ဒီတောမကြွမင်းဗျာဒိတ်နဲ့ပတ်သက်ပြီးအရှင်ဘုရားတို့ဒီပိဋကတ်သုံးပုံမှာပေါ့နော်ဟိုတုတ်ဝီနီအဘိဓမ္မာဆိုတော့တုတ်တံပါများဟိုဖြည့်လားဗျာအဲ့ဒါလေးသိကျင်လို့ပါဗျာအဲ့ဒါဘယ်လိုများမိတ်တော်မူလို့လဲဗျာကျေးဇူးကကိုတက်ထွန်းနိုင် ဲ့တော့တော့မကြွမင်းဆိုမှခု तू ကတော့ဒါတနည်းအားဖြင့်ဦးဇင်းတို့ပြောရင်တော့မင်းအွန်လိုင်းကပူတင်ကိုဂျင်းသွားထဲ့တယ်လို့ပဲဦးဇင်းတို့ဒီလိုပဲတွက်ရမှာပါပြောရမှာပါအဲ့တော့ तू ပြောတဲ့တော့မကြွမင်းအွန်လိုင်းမှာ hot လာတော့ဦးဇင်းတို့လည်းရှာကြည့်ပါတယ်အဲ့တော့တကယ်ကိုဦးဇင်းတို့ရဲ့ original ပါဠိ test တွေမှာမရှိပါဘူးနော်အဲ့တော့ဦးဇင်းတို့ original လို့ပြောရင်တုတ်ဝင်နေပြီတယ်မှာအဲ့တော့တုတ်တန်ထဲမှာခုနကလိုပြန်ပြီးခွဲချမ်းစိုက်ဖြာလိုက်ဇာတက ဒိဋ္ဌိသာတကဝိထုဆိုတာခုနဘုရားရှင်ရဲ့ဇတ်တော်950နော်ဒါလူတိုင်းသိအဲ့ဒါမျိုးပေါ့တော့ဇတ်ကြီးဆက်ပွဲမှာလည်းမကောက်ဇတ်တော်950တော့အဲ့မှာလည်းကြည်တာပါမရှိပါဘူးအဲ့တော့ဗျာအဲ့ဒီဇက်တော်950မှာအဲ့ဒီဟိုတတိယဆန်နဲ့ပတ်သက်တဲ့မင်းနေလေငုံမင်းတို့ဗာမင်းတို့ဆိုတော့အဲ့လိုမင်းနေတဲ့မှာရောဒီဒီကြွက်မင်းဆိုတာမျိုးဟိုရှာတွေ့လာဗျာအဲ့ဒီအဲထဲမှာဇက်တော်တွေထဲပြန်ရှာကြည့်အောင်ဦးဇင်းတို့လင်္ကာလေးရှိပါတယ်အဲ့ အစဂျိုးဂျာ6ခါတီဟင်းသာကိုဖြစ်စွာအဲ့တော့ဒါတွေအကုန်စုလိုက်ရင်တော့မှကြွက်တကောင်မှမပါဘူးအဲ့ဒီထဲမှာတလိမ့်ဆန်းဖြစ်တဲ့ထဲမှာအဲ့တော့ဦးဇင်းတို့ဟိုအနောက်ကဇာတကတွေမှာတော့မရှိခဲ့ဘူးဒါပေမဲ့အဲ့ဒီဇာတကတွေဒီဖျားအလောင်းတော်ပါရမီဖြစ်စဉ်ကာလကကျင်လည်ခဲ့ရတဲ့ဘဝတွေပေါ်ပြတယ်လို့ယူဆအခုမအားလားပြောတဲ့ဖြစ်စဉ်က သူညွန်နဲ့တော့မှကြွက်မင်းဆိုတာ သူပြောတဲ့ဟာကဖျားရှင် ဆိုတာဒီဂေါရမဘုရားရှင်ဘုရားရှင်တတ်တော်ထင်ရှားရှိစဉ်အာနန္ဒာနဲ့ဆိုတဲ့ပုံစံကိုသူထည့်သွားတယ်အဲ့တော့ဒါရီယာဥစဉ်တို့စာပေမှာလည်းဘယ်မှမရှိခဲ့ဘူးဘယ်နေရာမှာပါဆိုလဲတကယ်မရှိခဲ့ဘူးဘုရားရဲ့ခုနောက်ဆုံးဟိုတောထွက်ကျင့်ကြံပြီးနောက်ဆုံးပြိဋိဘံပြုတ်သွားတဲ့အဆင့်ထိအဲ့ဒီမှာဥစဉ်တို့ရဲ့ဒီမှတ်တမ်းတင်ထားတဲ့ပိဋကတ်မှာတော့မရှိဘူးပေါ့နော်မရှိဘူးဒါမဲ့ဗမာသမိုင်းနဲ့ပြန်ပြောကြကြည့်ဟိဆိုရင်တော့ ဦးဇင်းတို့ဒါရှစ်ခေတ်တွင်ဂျင်းထည့်ခဲ့တယ်လို့ဆိုရမှာအဲ့တော့ဒီခုနသူပြတဲ့စာအုပ်ကိုပြန်ညွှန်းပြီးတော့စာအုပ်ကိုရေးတော့ပြန်ကြည့်တော့အဲ့ဒီစာအုပ်ကကုန်းမောင်ခေတ်ကပေါ်တယ်ဟုတ်လား1900ဒီမှာ1838တဲ့အဲ့ဒီကပါဠိဆရာတော်ဦးစောကရေးတာဒီအလောင်းတော်ဖရာရဲ့ဟိုအထုပ်ပတ်ဒီမှာရေးနေဒါကိုထည့်သွင်းတာဆိုတော့သူ့မှာလည်းတကယ်ရှေးဟောင်းဟိုစက်လုံးနေတဲ့ဘောတော့နော်ဟိုတော့မှကြွမင်းဒီမြေစီမြေဥမြာကိုတူးယူခဲ့၍ ထိုမျက်စီမျက်စုကိုမျက်စွာဖရာကိုပူဇော်တယ်တဲ့အဲ့ဒီမှာဟိုမျက်စွာဖရာပြုံးတော်မူတယ်ပေါ့နော်အဲအဲ့လိုတေချာကိုရေးထားတာနော်အနှစ်2000ကျော်တဲ့ခါမှာပါပမင်းတို့လက်ထက်တိုးဆောင်12မျိုးမှာရုရှားလူမျိုးဖြစ်တဲ့လက်တန်းပေါ့လေအဲအတိအကျတော့ तू ကလည်းဟိုရေးထားဆိုတော့ဟိုပါဠိဆရာလည်းဖြစ်တော့ဟိုဟိုယုံကြည်နိုင်လောက်တယ်ပေါ့ယုတ်တရက်ဖတ်လိုက်ရင်အဲ့တော့အဲ့တော့အရှင်ဘုရားအနေနဲ့ဘယ်လိုမျိုးမှတ်ချက်ပေးလို့လဲဗျာအဲ့အဲ့ဒီစာရေးတဲ့ဆရာဆရာဘောနော် စာရေးတဲ့ဆရာကဒါကုန်းမောင်ခစ်လို့ပြောလို့ရပြီကုန်းမောင်ခစ်ကဦးဇင်းတို့အဲ့တော့သူနဲ့1824ဆိုရင်ဦးဇင်းတို့အဲ့ဒါပထမကျူးကျော်စစ်ကိုဘန်ဒူလာတို့တော့ကြာသွားရေဟုတ်ကဲ့ဒါဒီက1824အဲ့တော့ရခိုင်နဲ့တနင်္သာရီပဲအချံပါသွားပြီအဲ့တော့1852ဆိုရင်ဦးဇင်းတို့ရန်တဘူစာချုပ်ချုပ်ပြီးဒုတိယကျူးကျော်စစ်မြင်းကြံနာတိနော် ဲ့တော့ဒီဈာကာလဒါကုံးမောင်မင်းနေအဲ့တော့တနည်းအားဖြင့်ပြောရင်ဦးဇင်းတို့ကဗမာပြည်ရဲ့ဖះကိုခင်ဗျာကြိုက်တဲ့နေရာသွားကြိုက်တဲ့ဖះမှာတမိုင်းရှိတယ်အဲ့ဒီတမိုင်းကြောက်စာတွေတွေ့လို့လိုက်ဖက်လိုက်မှတ်တမ်းနဲ့ကြည့်လိုက်ဖះရှင်ရောက်တာနဲ့ဗျာဒိတ်ပေးခဲ့တာနဲ့ဘာတွေကြီးပဲဒါဘာပြန်ပြောမလဲဆိုရင်ဖះရောက်ချင်းမရောက်ချင်းလဲအခုချိန်နေငင်းခုန်နေကြတာအများကြီးရှိတယ်ဖះဗမာပြည်ရောက်ဤမရောက်ဤလည်းအများကြီးရှိတယ်နော် ါပေမဲ့ခုနလိုအကုန်လုံးပြန်ကြည့်ကြည့်ဟဲ့ဆိုရင်မဟုတ်တာကိုအဟုတ်လောက်ကြတာ legendary ပေါ့ဦးဇင်းတော့အဲ့လိုပဲယူဆတယ်ဒဏ္ဍာရီလာတယ်ကြည့်ပဲအဲ့တော့ဒဏ္ဍာရီလုတ်တယ်အဓိကပါလေလူတွေပို့ပြီးကြည်ညိုလာအောင် မဟုတ်တာကိုအဟုတ်လောက်တာဦးဇင်းတော့အဲ့လိုပဲယူဆတယ်အဲ့တော့အကုန်လုံးကိုဘာပဲလုတ်လို့သူက reason ရှာခြင်းရင်လူတွေရဲ့စိတ်အနေထားကြည့်ရင်တစ်ဖက်ကဘာသာရေးကိုတအားကြီးနှိမ့်ညွတ်တယ် ဘာသာရေးလို့ပြောလိုက်ရင်တော်တော်တများများဘာမှလုပ်ဆရာမလိုတော့အကုန်လုံး80ရာခိုင်နှုန်းလောက်ကအော်တိုငြိမ်ပြီးသားဖြစ်သွားတာဖြစ်တဲ့တိဘာသာရေးကိုဝယ်ဦးဇင်းတော့လူတွေရဲ့စိတ်ကိုတိမ့်သွင်းဖို့အတွက်အသုံးချတယ်လို့ဦးဇင်းကဒီလိုပဲယူဆပါတယ်အဲ့တော့ဒီစာရေးခဲ့တဲ့ဦးစောက तू तू ကဘာကိုပေါ်ပြကျင်တာလဲအခုကဟိုတုတ်တန်ထဲမှာလဲဖះဟောခဲ့တဲ့နှုတ်ကငွက်ချားတဲ့ထဲမှာလဲဒါမပါပဲနဲ့ तू ကဒါကိုဖန်တီးပြီးတော့ ဟိုဟိုဒီဒီဖះဟောကျမ်းမှာပါသလိုမျိုးပေါ့နော်ဖန်တီးပြီး तू ကကင်ပြတယ် तू ရေးခဲ့တယ် तू ဘာဟိုပေါ်ပြခြင်းတယ်လို့ဟိုအရှင်ဖះအနေနဲ့ယူဆတယ်ဗျအဲ့တော့အဲ့ဒီပါဠိဆရာကြီးကဘာယူဆလဲဆိုရင်ဒါနိုင်ငံရေးစာပေလို့ပြောလို့ရမှာတနည်းအားဖြင့်ဥစဉ်တို့ဗမာပြည်တစ်ဖက်ကကိုလိုနီလက်အောက်တချို့ကျရောက်ထားပြီးသားဖြစ်တယ်အဲ့ဒီအတွက်အရေးခင်းဖြစ်နေတယ်ပြန်တိုက်ဖို့လိုလာပြီတိုက်ပြီးဟဲ့ဆိုရင်ဘာလုပ်မလဲ နဲ့တော့ brain wash လုပ်ဖို့အောင်လူသူစုဆောင်အောင်အဲ့တော့လူသူစုဆောင်လို့မဟာမိတ်လည်းရှာဖွေရမှာနော်ဒါဘသူပဲဖြစ်ဖြစ်ဒါတကဘာလုံးဟိုရထုံနှန်းစင်လာနေရမှာပဲအဲ့တော့စစ်ပြင်းပြီးစစ်တိုက်ပြီးဟဲ့ဆိုရင်အကုန်မဟာမိတ်ကရှာမှာအဲ့တော့မဟာမိတ်ရှာဖို့အတွက်ကိုဒါ तू ကနံပါတ်1ဦးစင်တက်ကတော့ဘရင်ကိုအရင်ဆုံးဖားတဲ့လုပ်ငန်းစဉ်လို့ဦးစင်ထင်တယ် ပြီးတော့တိုင်းသူပြည်သားကိုလည်းတစ်ချက်ခုနှစ်ချက်ပြတ်ပေါ့နော်အချိန်နေနဲ့အချိန်ခါရသူ့ပါဇက်ထဲရှိတာတဲ့အကုန်လျှောက်ပြီးရေးတယ်လို့ကျုပ်ကတော့ဒီလိုပဲယူဆပါဒီမှာဟိုတပိတော်တို့အခုချိန်မှာဖတ်လိုက်မယ်ဆိုရင် तू ကပါဠိပါသားနဲ့ရေးတဲ့ရေးဟန်ကလည်းအိုးအရင်တော့ကရေးတဲ့ရေးဟန်ကိုမောင်ကဲကဆိုတော့ဟိုဘာပဲပြောပြောဟောလေဒီမှာဟိုဖျားဟောနဲ့ပတ်သက်နေတော့တခါတည်းခေါင်းနဲ့ဟိုဟိုဘာမှတွေးမှမဟုတ်တော့ဘူးလေအော်ဒီလိုရှိခဲ့ပါလားဆိုပြီးတော့ ဟိုဖြစ်သွားမှာပဲเนาะအဲ့တော့အရှင်ဘုရားရှင်းပြမှာပဲဒါရှင်းတယ်အဲ့တော့နိုင်ငံရေးနဲ့ပတ်သက်ပြီး तू ကဟိုလောက်ကြံတယ်ပဲပြောပြောဒါဘာပဲဘယင်အမုန်းတင်ပြီးရေးတာပေါ့အဲ့တော့အခုစစ်ကောင်စီဥက္ကဋ္ဌရော तू तू ဘယ်လိုထင်လဲ तू ကရောဒါဟိုအတီယူလိုက်တဲ့သဘောလို့ယူဆလို့ရလားဗျာ तू ကတော့အကြောင်းရှာမှာပဲလေမဟာမိတ်ရရေ तू ကတော့အကြောင်းရှာမှာအဲ့တော့အရင်အခုမှတယ်မဟုတ်ဘူးဟိုတော့အရင်ရှိခဲ့တယ်ဆိုတာအကြောင်းရှိအကြောင်းရှာမှာပဲရုပ်တိရှိခြင်းမရှိခြင်းနောက်မှအဆက်ကွဲခြင်းမကွဲခြင်းနောက်မှ ဲ့တော့သူ့အနေရတော့သူရအောင်ဒါ source တခုပြောမဆိုရင်တော့စကားပြောဖွယ်ပေါ့အမှတ်တရစကားပြောဖွယ်တခုလေးရတယ်ဆိုရုပ်တိရှိခြင်းမရှိခြင်း तू ထဲ့မတွက်ဘူး तू မစဉ်းစားဘူးပူတင်တ်ပူရင်းနှီးဖို့ဒါလေးကရမရှာဖို့တခုဖြစ်လာတယ်ဒီလိုပဲဦးဇင်းယူဆပါတယ်ကျမသူယူဆလိုက်တာကအခုကြွက်မင်းကအခုလက်နဲ့ဆက်ကြလက်နဲ့ဒီအများကြီးပိုက်ဆံတဲ့ဒါပူတင်ပေါ့ပူတင်ကအဲ့တုန်းကကြွက်မယ်အခုဆိုသူဘရင်ပေါ့လေသူပြောတာဘရင်လို့ထည့်ပြောတယ် အခု तू ကလည်းမြန်မာလူမျိုးဘရင်ပေါ့အဲဆိုတော့ဒီလူမျိုးအခုအချိန်မှာသာသနာတက်ကရက်2000ကျော်ခန့်မှာပြန်တွေ့ရတယ်ဆိုတော့အဲ့ဒီဟာကအခုဖြစ်နေတဲ့ပုံစံ तू ကပြောတာအမားတော့ဟိုတုန်းကတည်းကဘရင်တွေကိုညွှန်းခဲ့တာပေါ့နော်ဆိုတော့ဒီနေရာမှာလည်းနည်းနည်းကွာဟားချက်ရှိတယ် तू ကတော့ပူတင်နဲ့ तू ဟာဒါဒီထဲမှာပါတဲ့ဘရင်တွေလို့ပဲ तू ကပြောလိုက်တယ်ဆိုတော့ဟိုပူတင်နေနဲ့ဟိုဘလူသဘောထားမထင်လဲဗျာဟိုကတကယ်ကမ္ဘာဆရာကြီးဆိုတော့ င်ဟိုကလည်းကပတ်ဆရာကြီးပဲ short တော့လို့ရတာမဟုတ်ဘူးအဲ့တော့ဒီကောင်ဂျင်းလာကျွေးနေတယ်လို့တွေ့မှာပေါ့အဲ့တော့ခုနကစာအုပ်မှာညွှန်းထားတော့2000ကျော်လို့ပြောတာလေအခုဒါသာနာ2500ကျော်နေအဲ့တော့နှစ်ပေါင်း900အတွင်းကဒါကိုသတွင်းနိုင်စဉ်းစားကြည့်လိုက်ဦးစင်းတို့အခုဒီနှစ်100ကျော်လေးပဲရှိတယ်ဟုတ်တယ်မလား1800ဆိုတဲ့ကိစ္စ1800 1900 2000ဟုတ်လားနှစ်200ကျော်လေးပဲရှိတယ်အဲ့တော့900ဆိုရဲ့အတွင်းထဲမှာအမင်းနေအများကြီးရှိနေတာပဲမဟုတ်လား ပြမဒါအဲ့တော့ရေပူရအနေနဲ့ तू ကလှုပ်ထားတာလေတာနာနှစ်2000ကျော်ဆိုတော့အဲ့တော့2000ကျော်လို့တွက်လိုက်ရင်2100 2000နဲ့2300 2400 2000အဲ့တော့နှစ်100တွင်းမှာတော့ဘယင်းနေအများကြီးပြောင်းနိုင်တာပေါ့အဲ့ဒါပါအရှင်ဘုရားအနေနဲ့ဒီဒီစစ်ကောင်စီဥက္ကဋ္ဌပေါ်ဟိုဟိုဘက်ကပူတင်ပေါ်ရောဘယ်လိုမျိုးဟိုဒီသတင်းကိုကြည့်ပြီးရောဘယ်လိုမျိုးသုံးသပ်ပေးလို့ရမလဲအမ်သတင်းကိုကြည့်ပြီးသုံးသပ်ဆိုသတင်းတက်လာတာကိုရင် တို့ဘယ်သူတွေရတယ်စတင်တာလဲဆိုတော့တို့ channel တွေရတယ်စတင်တယ်လို့ယူဆအဲ့တော့ဘာလို့သိစေချင်တာလဲ motivate တာပေါ့သူ့လူတွေသူ motivate ရလို့ယူဆအဲ့တော့ဒါသူတစ်ချောင်းလုံးရုရှားကိုချင်းကပ်ဖို့ကြိုးစားနေခဲ့တာပဲတွေ့မှမတွေ့ရတာဟိုအရင်တစ်ချိန်တွေ့တယ်ဆိုတော့လဲသူတို့ပါလဲညီလာခံလာတခုတက်ရင်နဲ့စီဝေးဝဲတခုတိုင်နဲ့တော့တွေ့ရတာဒီလို official အနေနဲ့ invite လုပ်ပြီးမှ official တွေ့တာမဟုတ်လေ ဲ့တော့ဒါ official တွေ့ချင်းနံပါတ်1အကြောင်းရင်းပေါ့အဲ့တော့ဘလို့မြင်လဲလို့ပြောရင်သူတို့ကကိုယ်ကျိုးစီးပွားအတွက်လောက်တာပဲအဲ့တော့သူသွားချင်းကနံပါတ်1ဒါမျိုးတွေ့ချင်းပြီးတော့ဒီဘာသာရေးကိုချပြချင်းအဲ့တော့ဒါပြန်ကြည့်ရင်ကိုယ်ဗမာပြည်မှာသူ့ရဲ့နောက်လိုက်တယ်ရှိတဲ့ဟာကိုသူက motivate ပေးချင်းလို့လောက်တယ်လို့ပဲဦးဇင်းတော်ဒီလိုယူဆအဲ့တော့နိုင်ငံတစ်ခုကဘလို့တွေစနစ်တွေပဲဖြစ်ဖြစ်ဒီကိုးကွယ်မှုယုံကြည်မှုဆိုတာလည်းရှိရလေဗျာ အဲ့တော့နိုင်ငံလို့ပြောရင်ဒီလူတူးချင်းတယောက်ချင်းစီကိုအခြေပြုထားတာကိုတူးတယောက်ကတည်းတမိသားစုတမျိုးတရွာတစုတစ်ဖွဲ့တည်းဒီလိုသွားတာဖြစ်တဲ့အတွက် လူတွေပဲပြန်အုပ်ချုပ်ရတော့တိုင်းပြည်လို့ပြောရင်အဲ့တော့အုပ်ချုပ်တဲ့အထက်မှာငြိမ်အောင်အဆင်ပြေအောင်အုပ်ချုပ်တယ်ဆိုတာခုနဥပဒေရှိလက်နက်နဲ့အကြောက်တရားနဲ့အုပ်ချုပ်ထားတာဥပဒေနဲ့ချုပ်ပြီးနောက်တစ်ခုကခုန soft power လို့ပြောတာဒီလိုဘာသာရေးလို့ဘာလို့နဲ့အသုံးချတာ တော့ဒါဟိုအခုမှမဟုတ်ဘူးကမ္ဘာထုံနှန်းစင်လာ လူသားတွေရဲ့အစုအဖွဲ့ဖြစ်လာပြီဆိုလို့ရင်ဒီနည်းသုံးကြတာအဲ့တော့ဒီ soft power နဲ့ hard power ဆိုတဲ့ပုံစံမျိုးမင်းနဲ့ဒီဘာသာရေးဆရာတွေဟာတမိုင်းတစ်လျှောက်လုံးဒီလိုပဲ balance ဟန်ချက်ညီပြီးထိန်းလာကြတာပဲအဲ့တော့မင်းကလည်းဒီဘာသာရေးဆရာတွေကိုအားကိုးတယ်ဘာသာရေးဆရာနဲ့လည်းမင်းနဲ့အမိတဲဖြစ်တယ်အဲ့တော့ဒီလို harmony ကြရင်အဲ့တိုင်းပြည်ကဤတော့တာပဲเนาะ ဟုတ်တဲ့လူတွေဟာမွန်နေကြရင်ပြောတာပါအဲ့တော့ငိမ့်ညမ်းတည်ငိမ့်သွားတယ်ဆိုတော့အဲ့လိုဘဲလန့်ညင်ညီလေးအုတ်ချုပ်နိုင်ရင်ဒါတည်ငိမ့်နဲ့ကြီးပွားတယ်တိုးတက်တယ်အေဂျင့်နဲ့ဖြစ်တာပါဗျအဲ့တော့မဟုတ်တဲ့ကောင်တွေညညွတ်သွားပြီဟဲ့ဆိုတော့ကောင်းကောင်းမှွေခံရပြီကောင်းကောင်းစော်ခံရပြီဆိုတော့သဘောပေါက်ကြတော့အရှင်ဖျားကခုနကတုတ်တံပေါ့နော်ဒီဒီဖျားဟောခဲ့တဲ့ဖျားမွေချခဲ့တဲ့ဟာတွေကိုဟိုနှုတ်ထက်အခရာတင်တယ်ပြီးရင်ပေထက်အခရာတင်တယ်ပြီးရင်ကြောက်ထက်အခရာတင်ခဲ့တယ်တကယ်ဟို ဟိုထရဝါဒမှာဒါတွေကပြုတ်ဝင်ပြောင်းလဲလို့မရဘူးတကယ်ရှိခဲ့တာပေါ့နော်အဲ့ဒါတွေကိုပြန်ပြီးတော့ဘာသာပြန်ရင်လည်းအဲ့လိုပြန်တဲ့အဆင့်တွေဘယ်လိုမျိုးလောက်ရှိလဲဟိုတခြားရောရှိနိုင်လားဗျာအဲ့ဒါလေးလည်းမိတ်ပေးပါဦးဦးဇင်းတို့ဖရာရှင်ပြိနိဗ္ဗာန်ပြုနောက်ပိုင်းနှုတ်ထပ်အခရာတင်ခဲ့တာအဲ့တော့တန်ခါယနာတင်တယ်ခေါ်တော့ဗောတန်ခါတွေစုပေါင်းပြီးတော့မှရွတ်ဆိုပြီးတီးဖြတ်တော့ editing လုပ်တာပေါ့နော်အဲ့တော့အဲ့ဒီမှာလည်းသူကမူဝါဒတွေချခဲ့တယ်အဲ့တော့ပြုပြင်ခြင်းတွေ ဖြစ်ဆွတ်ခြင်းတွေနှုတ်ပတ်ခြင်းတွေမှာပြုရဆိုမျိုးတွေပါတာအဲ့တော့အဲ့ဒီလိုရတဲ့သူကနှစ်ပေါင်းနေရာချီကြာလာတဲ့အချိန်မှာတဖြည်းဖြည်းနဲ့နောက်ဆုံးနှုတ်တက်ကတွေပေထက်ဆလုတ်တာ၄ချိန်မြောက်သီရိလင်္ကာအဲ့တော့နှစ်ပေါင်းအတော်ကြာသွားပြီ ထောင်ချီကွာသွားပြီလို့ဆိုရမယ်နော်ပြီးတော့အဲ့ဒီနေရာတွေမှာပေထက်အဆင့်တွေနောက်ဆုံးပေဆိုတာလည်းဒီတိရွတ်ဘာညာဖြစ်တဲ့အတွက်ရာသီဥတုတန်နဲ့ပိုးကောင်တည်းတန်ကြောင့်ဆိုတော့ မခံနိုင်တဲ့နောက်ဆုံးကြောက်ထက်အခက်တင်တာကြောက်ထက်အခက်တင်တော့လေတမန်တစ်ချောင်းဦးစင်းတို့မန်လေးတောင်ချေရမင်းတို့မင်းလက်ထက်မှာလှုပ်သွားတာအ၅ချိန်မြောက်ကြောက်ထက်ကနောက်ဆုံးအခုလိုစာအုပ်တွေပေါ်လာတဲ့ခေစနစ်ရပေါ်လာကြပုံနှိပ်တွေဖြစ်လာတာကြတော့ဒါဦးနုလက်ထက်မှာဖြစ်သွားတော့အဲ့တော့ဒါကဘာကြီးမာပတနာလိုင်းကိုဆိုမှာဒါဦးစင်းတို့ဦးနုလက်ထက်မှာလှုပ်သွားဒါ၆ချိန်မြောက်ပဲအဲ့တော့သူကွဲလွဲချက်တွေဆိုတာလဲဒီတစ်ခုတစ်ခုလှုပ်တိုင်းမှာတော့ တန်ကားတွေကိုတတ်နိုင်အောင်ပင့်ဖိတ်ပြီးတော့မှ editing လုပ်ကြတော့အဲ့တော့အခေယတစ်လုံးရဲ့အရွေးအပြုလေး weback ခေါ်တာပေါ့ weback ဆိုတာမှခုနလိုဦးဇင်းတို့အင်္ဂလိပ်တို့မှာတော့ weback တည်းကတည်တန့်တည်တယ်ကွဲကွဲဖြားဖြားကြည့်တယ် for တို့ to တို့ဆိုတာတည်ရအဲ့တော့ဒီပါဠိကြတော့ဒီနာရေးချတစ်လုံးလေးတဝေထိုးတစ်လုံးလေးအဲ့ဒါ weback တွေချိန်သွားနိုင်တာပြုသူလုပ်သူလေးဒါရရှိတော့အဲ့တော့ဒါတွေ editing လုပ်တယ်ဆိုတာကတော့ဒီတကယ် ဒီကျွမ်းကျင်တဲ့ဆရာတော်တွေဦးစီးဦးဆောင်ပြီးလောက်ကြတာပါအဲ့တော့အတတ်နိုင်ဆုံးချွတ်ယွင်းချက်မရှိအောင်တဦးတယောက်တည်းရဲ့ဆန္ဒလည်းမဟုတ်ဘူးအများရဲ့စာတက်ဆရာတော်အများရဲ့တီးဖြတ်မှုနဲ့လောက်တာအဲ့တော့ဒါလည်းပထမအတုပ်ရှိတဲ့ဒုတိယအတုပ်ရဲ့ဆင်ငယ်ဆင်ငယ်တီးဖြတ်တဲ့အုပ်စုတွေရှိတာအဲ့တော့ဒီ canonical ကတော့လုံးဝခိုက်ပါတယ်အဲ့တော့ဦးဇင်းတို့လည်းယုံကြည်ပါတယ် အဲ့ဒီကနေအ낵ပြန်ဖွင့်တာပေါ့ဘာသာပြန်တယ်လို့ပဲဆိုပေါ့နော်အထက်ကတာတို့ထီကာတို့အဲ့လိုရှိတယ်လို့တပည့်တော်သိရတယ်အဲ့လိုဘာသာပြန်နေမှာအလွဲတွေဖြစ်နိုင်လားအဲ့လိုအလွဲတွေကိုများဥစောကဟိုတွားတွေ့ပြီးများရေးမိလားအဲ့ဒီပေါ်ဟိုအရှင်ပြာဘလို့မိတ်လို့လဲအဲ့တော့ထာကတာဆရာလို့ပြောရင်လည်းထာကတာတော်တော်များများတွေကထင်ထင်ရှားရှားဖြစ်လာတဲ့ထာကတာတွေကခုနတီဟိုခက်မှာပဲဖြစ်ကြတာအဲ့တော့တီဟိုခက်ဆိုတော့ဒါနှစ်ပေါင်းထောက်ချီကျော်သွားပြီပေါ့အဲ့တော့ original ကဒါပဲဒါမဲ့သူ့ကိုပို့ပြီးဖွင့်ပြတဲ့ဟာမျိုး အဲ့တော့အနတ်တော့မဟုတ်ဘူးသူကပါဠိတူပါဠိပဲနော်ကိုက e to e dictionary လို့ပေါ့သိလားအဲ့တော့ तू ကအဲ့ဒီလိုပဲပြန်ဖွင့်ပြတာအဲ့တော့အဲ့ဒီလိုပဲဖွင့်ပြတော့ဒါကတကယ်ခုနအထကရာဆရာတွေဖွင့်တယ်အဲ့ဒါကိုလည်းဦးဇင်းတို့ကခုမြန်မာဗုဒ္ဓဘာသာတွေကဦးဇင်းတို့ကလက်ခံတယ်အဲ့တော့အထကရာနောက်ဆုံးအဲ့ဒီအထကရာတွေနောက်တတိယတစ်ဆင့်ထပ်ဖွင့်တာရှိသေးတယ်အဲ့တော့အထကရာဖွင့်တာဒုတိယအဆင့်ဖွင့်တာမှနားမလည်ဘူးဆိုရင်တတိယအဆင့်ထိလိုက်ဖွင့်တာရှိတယ်ဒါကိုလည်းဦးဇင်းတို့တီကာလို့ပြောတာတီကာဖွင့်တဲ့အထိအဲ့ဒီ တတိယအဆင့်ထိဖွင့်တာကိုဦးဇင်းတို့ကလက်ခံသေးတယ်ယူသေးတယ်အဲ့တော့ယူထားတယ်ဒါကဦးဇင်းတို့ရဲ့ထုံနှန်းစင်တာပေါ့နော် traditional ဘိုင်းဆိုင်ရာဒါတွေကတော့ဒီအနောက်နိုင်ငံ scholar တွေ Pali scholar ပိုင်းနဲ့ပတ်တိုင်တော့သူတို့တော့အငင်းခုံတွေအများကြီးတော့ရှိတာပေါ့သူတို့ကတော့လက်မခံချင်ကြဘူးရှိတယ်ဒါပေမဲ့ဦးဇင်းတို့ထုံနှန်းစင်လာတော့လက်ခံကြတယ်ယူကြတယ်အဲ့ဒီအဆင့်ထိတော့ရှိကြပါတယ်ကျမဖေအဲ့တော့ဟို အစမူလနောက်ပြီးတော့အထက်ကနာတီကာတိကိုခုနတော့မှကြွမင်းဖះမိန်ခင်တာမရှိဘူးပေါ့နော်ဦးစော့စာအုပ်ထဲမှာပဲရောက်နေတဲ့သဘောပေါ့ဒါနောက်ဆုံးပြန်ချုပ်လိုက်မယ်ဆိုရင်ဒီမှာဟုတ်ပြီဗျာကျေးဇူးတင်တယ်ဗျာဦးတင်တယ်ဗျာအဲ့တော့နောက်တစ်ခုကထူးခြားတာကဒီစစ်ကောင်စီဥက္ကဋ္ဌဒီခရီးမထွက်ခင်တပိတော့တိရတာစင်ဖြူတပားတေတယ်ကြားတယ်နော်ပြီးတော့သူပြောပြီးတော့အခုဒီတော့မှကြွမင်းကိုဒီပူတင်ကိုသူပြောလိုက်တဲ့အခါမှာနောက်နေမှာဗမာပြည်မှာဟိုဟိုမြင်းကလေးတွေလှုပ်တယ်ဗျာ ဒါကလေဗမာယူဆဆိုရင်လေအတိတ်တပုံလေးကောက်တော့အဲ့ဒီပုံရောအရှင်ဖျားအနေနဲ့ဘလို့မျိုးများဟိုဗမာပြည်ရဲ့အလေးထားပုံမှာမိတ်ကြပေးလို့လေဗျာอืมခေါင်းနှန်းစင်လာအတိတ်တပုံဆိုတော့ယုံကြည်တဲ့လူမျိုးလို့ကိုပြောရမှာကြောက်တော့အဲ့တော့ဗမာသမိုင်းပြောင်းခြင်းဟိုသမိုင်းမှတ်တမ်းကြံခဲ့တာပေါ့ဗျာเนาะဗမာလို့ပြောရင်ပကံကပဲရှာဖွေတွေ့ရှိတာပေါ့ဟုတ်တယ်မလားအနော်ယထာ ကလည်းပကန် dynasty ရတဲ့စပြီးတော့မှအဲ့တော့ခစ်တွေပြောင်းသွားတာဒါသမိုင်းမှတ်တမ်းတွေကြံခဲ့တယ်ဆိုတာရှိရတယ်။အဲ့တော့ဘယ်မင်းမဲ့တက်တက်ပြ။အဲ့တော့မင်းရဲ့လို့ဖြစ်လိုက်ဘေးမှာအရင်ပုံနှဖြူလို့ပုံနှညူလို့ဟုတ်လားဘေးတွေနက်ခတ်နော်အတိတ်တပေါက်ကောက်တဲ့လူတွေအများတန်းဘေးမှာထားတာ။အဲ့တော့ဘယင်းဝိုင်းဒါမျိုးလောက်တာဖြစ်တဲ့အတွက်အကုန်လုံးတတိုင်းပြည်လုံးကဒါကိုယုံကြည်ကြတဲ့လူမျိုးလို့ဖြစ်နေ။အဲ့တော့အတိတ်တပေါက်တွေကိုယုံကြည်ကြတယ်။ဒါအခုချိန်ထိပဲ ခုချိန်นี่လဲဘေးရင်ဆရာတွေတရေဖြစ်နေကြတာပဲเนาะအဲ့တော့ဒါဘေးရင်တတ်တတ်ရင်ပဲအဲ့ဒီအနေထားရှိနေအဲ့တော့အခုကိုသက်ထွေးနိုင်မေးတဲ့ကိစ္စပြန်ကြည့်ရင်ခုမအလားမသွားခင်ဆင်ဖြူဟုတ်လားဆင်ဖြူတကောင်တည်တယ်ပြပါအဲ့တော့ဆင်ဖြူလို့ယူဆရင်ဗမာအယူဆဆင်ဖြူတော့ပေါ်တယ်ဆင်ဖြူတော့ပေါ်တယ်ဆိုတာအဲ့တော့ဆင်ဖြူတော့ပေါ်ရင်ကိုပဲမင်းလောင်းပေါ်တယ်လို့ယူဆကြတာဟုတ်တယ်မလားအဲ့တော့ဆင်ဖြူတွေ့ရင်ကိုဟာဒါမင်းလောင်းပေါ်တော့မယ် အဲ့တော့အဲ့ဒီမင်းလောင်းမဟုတ်တော့မှအဲ့ဒီမင်းကဖုံးတကိုးကြည့်တော့မယ်။တိုင်းရေးပြည်ရာအဲ့တော့အေဂျင့်တော့မယ်လို့စီကားတော့မယ်လို့တိုးတက်တော့မယ်လို့ယူဆကြတာ။အဲ့တော့အဲ့ဒီအယူရှိတဲ့အတွက်စင်ပြူတည်သွားတယ်ဆိုရင်တော့ဒါအထူးပြောစရာမလိုဘူး။ဟောဒါမင်းတည်တော့မယ်ဆိုတဲ့သဘောပဲ။တည်တယ်လို့ပြောတာ။အတိတ်နမိတ်ကောက်မယ်ဆိုရင်တော့ဗျာ။ဦးဇင်းကတော့အဲ့လိုပဲယူဆတာပဲ။အဲ့လိုကောက်လို့ရမယ်လို့ယူဆပါလေ။ညမဟို မြင်းကလေးလှုပ်တာရောဘယ်လိုပြောမလဲဗျာ။အင်္ဂလင်နဲ့ပတ်သက်ရင်လည်းဒီအတိတ် တပောင်နဲ့ခုနလိုထောင်းနှန်းစင်လာကိုပဲပြောမှာပါတကယ်ကိုမှယူစယူထောင်းနှန်းစင်လာချင်းအတိတ်တပောင်ဆိုတာလည်းရှိခဲ့တာပဲဒါကမင်းပြောင်းမင်းလွဲပဲဖြစ်ဖြစ်ခက်ပြောင်းလွဲပဲရှိဖြစ်ဖြစ်ဦးဇင်းတို့ခုနလိုပေါ့ဂုံးမောင်ခစ်တေကာတွေကြည်ပြီးတော့မှအဲ့ဒီမင်းပြောင်းမင်းလွဲတွေဖြစ်မယ်လို့ဘာလို့တိုင်းပြေးပြေးရမှာလူအများနဲ့တက်ဆိုင်တဲ့လုပ်ငန်းစဉ်တွေတခုခုဖြစ်တော့မှဆိုငလင်လောက်တာတွေပါရဲဆိုတဲ့အတိတ်နမိတ်တွေခုကျဲဦးဇင်းတို့ရဲ့ဒါဦးဇင်းတို့အသက် ကိုတတိထားမိတဲ့အချိန်ကစပြီးတိုင်းပြည်ရဲ့အပြောင်းလဲတွေမှာပြန်ကြည့်တိုင်းအဲ့လိုမျိုးလေးကြုံရတတ်ပါတယ်။မလင်လှုပ်တာပါညာတွေလှုပ်လာပြီးရင်တခုခုအပြောင်းလဲတွေဖြစ်လာတယ်ဆိုတာဒါတော့ဥစဉ်တော့ကိုတွေးပေါ့နော်။ရှိပါတယ်။အဲ့တော့မလင်လှုပ်ခြင်းကလည်းခုနအတိတ်တပောင်နေနဲ့ပြန်ကြည့်မယ်အတိတ်နမိတ်တွေနဲ့ကြည့်မယ်ဆိုရင်ဒါလည်းအပြောင်းလဲတစ်ခုလို့တော့ဥစဉ်ယူဆပါတယ်။ ကျွန်မဥဒိပါရဖေဟာအခုဒီစစ်ကောင်စီဥက္ကဋ္ဌကရုရှားသမ္မတပူတင်ကိုတွာပြီးတော့ဗောနော်ဒီတော့မှကြွမ်းမင်းကြောင်းဟိုရှင်းပြရတယ်ပတ်သက်ပြီးဒီဥစ္စာတွေကတကယ်ဗုဒ္ဓမွက်ကြားခဲ့တာဟုတ်မဟုတ်ဆရာတော်နေနဲ့အခုပြန်ပြီးတော့ဗောနော်ကြည်ပြီးတော့သုံးသက်မွက်ကြားပေးတဲ့အတွက်ဥဒိပါရဖေဟာကျေးဇူးတင်ပါတယ်ကိုသက်ထွန်းနိုင်ရေဒီလိုမေးမြန်းပေးတဲ့အတွက်လည်းเนาะအဲ့တော့အားလုံးဟုတ်ပါဗျာအလုံးသိရှိမှအဲ့ဒီဘာသာရေးခြင်းနေเนาะဘာသာရေးအတုံးချပြီးပြည်သူကို ဘယုတ်ဒုက္ခလုံနေကြတဲ့အဲတော့မင်းစုံမင်းညစ်တွေရတယ်သူတို့နဲ့အပေါင်းပါဘာသာရေးအတုံးချပြီးပြုလုံနေကြတဲ့ပုဂ္ဂိုလ်ဒီဘေးကတွေတတိုင်းပြည်လုံးတို့မြောက်ပါစေလို့ဥစဉ်တရားတွေဆုတောင်းပေးပါတယ်ဥတ္တမရဗျာ